ဆရာဆိုလို့ချင်းလဲဒါအရင်တော့ဂျပန်နေနဲ့ဆရာလုတ်ခဲ့ဦးရဲ့အပြင်နိုင်ငံသားတွေနဲ့တွဲလုတ်ခဲ့ဒီကောင်းနေရှီကကျွန်တော်တို့အတွေ့အကြုံအများကြီးရတာပါအာဟုတ်ပါတယ်သူတို့အတွေ့အခေါ်တွေကကျွန်တော်တို့နဲ့မတူဘူးလေ culture ကအစမတူဘူးဂျပန်နေဆိုလို့ရှိရင်ကျွန်တော်တို့ဒီခြေဟိုပါပေါ့ခြေကိုပေါ့ဝဲဝဲလို့မရဘူးခြေပေါ်တယ်ဆိုလို့ရှိရင်သူတို့ကသူတို့ယဉ်ကျေးမှုမရရိုင်းတယ်လို့အဲသူတို့ယူဆကြတယ်ဘောနော်ဆိုတော့အဲ့တော့ကျွန်တော်တို့ကဂျပန်ကုမ္ပဏီမှာလုပ်နေတဲ့အခါမှာ ကျွန်တော်နှက်အမြဲစီးထားတာ shoes ပေါ့ဆိုတော့ပို့ကိုယ့်ရဲ့ခြေထောက်ကိုမပေါ်အောင်လို့ yeah yeah ဆိုတော့အဲဒီ practice လေးကတော့ဟိုသူရဲ့ used to ဖြစ်လာတဲ့ practice လေးအနေနဲ့ကျွန်တော်လက်ရှိအချိန်ဒီပါလာတယ်ပေါ့နော်ဆိုတော့အကျင့်ကောင်းနေပေါ့အကျင့်ကောင်းလေးနေပေါ့အာနောက်ကျတော့သူတို့ဟိုကိုထူကိုထားလောက်ကြတယ်မှန်တယ်ပါဆရာဆိုတော့အဲကိုထူကိုထားနေပြီးတော့ဝန်ထမ်းတိကိုထူကိုထားပဲကိုထူကိုထားလောက်ကြတယ်ကို customer ကိုရှာတယ်အဲဒီလိုမျိုးဟိုအောက်ခြေကနေတက်လာတယ်ဥပမာဂျပန်မှာဂျပန်ကုမ္ပဏီတစ်ခုရဲ့ MD တယောက်ဆိုလို့ရှိရင်သူတို့နိုင်ငံပေါင်း12နိုင်ငံလောက် လဲလာပြီးတဲ့အခါကျမှသူက empty နေရာရလာ။ Yeah ။အဲဒီတိုင်းရလာတာဟုတ် jaw rotation ရ။ဥပမာဆိုကျွန်တော်တို့ဂျပန်ကုမ္ပဏီမှာလုပ်ခဲ့တဲ့တုန်းကဆိုရင်အဲကျွန်တော်ဒီ empty ကိုမိကြည့်ရပေါ့နော်။ဆိုတော့ main ပြည်နိုင်ငံလှည့်ပြီးွားပြီလဲဆိုတော့သူ၁၂နိုင်ငံကျော်နေပြီလဲဆိုတော့ဆိုတော့အောက်ခြေကနေပြီးတော့အပေါ်တဖြည်းဖြည်းတက်လာတဲ့အခါမှာတက်လို့အရန်ကောင်းကြတာကိုတွေ့ရတယ်ပေါ့နော်။ဆိုတော့သူတို့ရဲ့စဉ်းစားတွေးခေါ်မှုတွေကအစဟိုဟိုဟိုတက်တနာတစ်ခုပေါ့ဖြည့်ရှင်းပုံမြာအစအာဒီလူမျိုးတော်တော်လေးတာသွားတာကိုလည်းတွေ့ရပါတယ်။ အဲကျေးဇူးတင်ပါတယ်ဆရာကျွန်တော်ဒီနေ့ logistics နဲ့ပတ်သက်တဲ့ဒီစကားဝိုင်းလေးကိုပေါ့နော်ကျွန်တော်တို့ဒီနေရာလေးမှာဒီလိုမျိုးမင်းမြန်လိုက်တဲ့အတွက်ကျွန်တော်ကြည့်နေတဲ့သူတွေလည်း logistics အကြောင်းလေးနားလည်သွားမယ်အဲဆရာဟိုဒီဟိုပေါ့နော်သင်တန်းအကြောင်းလေးတွေနဲ့ပတ်သက်ပြီးတော့လေအဲဆရာနည်းနည်းရှင်းပြပြပေါ့နော်သင်တန်းတွေကမန္တလေးတို့အဲတောင်ကြီးတို့မှာဖွင့်မှုရှိအစီအစဉ်ရှိလားအပြင်ရန်ကုန်မှာရောဆရာအာဒီထပ်ဖွင့်သွားဖို့အစီအစဉ်တွေရှိသေးလားဆရာအဲရှိတယ်ကျွန်တော်လက်ရှိကတော့ဟိုဟိုလက်ရှိက logistics တည်တံ့ပေါ့ ဖွင့်နေတာပေါ့နော်ဆိုတော့နောက်ပိုင်းမှာကျတော့ဒီ logistic မှာလည်း marketing ကလိုလာတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကလာတာ operation လာတဲ့အခါကျတော့ data တွေကြီးပဲစုတွင်းနေလို့မရဘူး။လူတယောက်ဟိုအကယ်၍ဒီ logistic လုပ်မယ်ဆိုလို့ရှိလို့ရှိရင်ဒီ marketing ကလည်းအလုပ်ပဲ။ customer ရှာဖို့အတွက်ပေါ့နော်ဆိုတော့အဲ့တော့ logistic and marketing ဆိုတဲ့အတန်းလေးလေးကျွန်တော်ဖွင့်ဖို့စဉ်းစားထားတယ်ပေါ့နော်။နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ marketing ကအာဒီအကောင့်နဲ့ဆရာတယောက်နဲ့တူတူပွဲဖွင့်မယ်လို့ကျွန်တော်ဟိုစီစီလေးလောက်ထားပါတော့เนาะဟုတ်ကဲ့ဟုတ်အဲဆိုလို့ရှင်ကျွန်တော်တို့ဒါတွေကတော့ဟို လော်ဂျစတစ်ကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကအဆောင်ကြီးရမယ်အစီအစဉ်လေးတွေပါဆရာဟာဟုတ်ပါတယ်ဟာကျေးဇူးတင်ပါတယ်ဆရာကျွန်တော်တို့လည်းအဲဒီအချိန်လေးမှာဒီလိုမျိုးမျှဝေပြီးဆရာကိုလည်းကျေးဇူးတင်ပါတယ်သင်ခဲ့ပါဆရာကျေးဇူးပါ